င်္ဂလာပါရှင်ရာကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အေလာလေစိတ်ကိုရှော့တိုက်တုံးနဲ့တိုက်ခိုက်မှုမှာလေထက်အရာရှိ၄ဦးပါဝင်၁၆ဦးဟာသေသွားပြီးတိုက်လင်းနှစ်စီးပါဝင်လေယာဉ်၃စီးနဲ့အဆောက်အုံတွေထိခိုက်ပျက်စီးပါတယ်အယ်ဖာဘီလမီဆက်ယုံတက်စကန်နဲ့တောင်တန်ငါတက်စကန်ကိုမန္တလေး PDF ကထပ်မံသိမ်းပတ်ခဲ့ပြီးစစ်သားမသားအလောင်းနဲ့လက်လက်ခရမ်းတွေကိုသိမ်းဆက်ရရှိတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့နေပြည်တော်အေလာလေစိတ်ကိုတရခုံမမရှော့ထိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာလေတဲ့အရာရှိ၄ဦးပါဝင်၁၆ဦးဟာတည်သွားပြီးတိုင်းလေ၂စီးပါဝင်လေရင်၃စီးဟာပျက်စီးခဲ့ကာ အဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့ရလို့ Mountain Knife Civilian Defense Force MKCDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်။ဇွန်လ16ရက်နေ့မနေ့9နိုင်လောက်မှာနေပြည်တော် A လာ၄တပ်အတွင်းကိုတရခုမမရှော့တိုက်တော်ခုနှစ်လုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်။အဲလိုပြစ်ခတ်တက်ခတ်ခဲ့ရမှာ ရှော့တိုက်တုံး၅လုံးဟာပြစ်မှတ်ကိုအောင်မြင်စွာထိမှန်ပေါက်ကွက်သွားခဲ့ပြီးလေတဲ့အရာရှိ၄ဦးနဲ့လေတဲ့အခြားအဆင့်စစ်တီ၁၂ဦးဟာတေသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင် A5 ဘုံမှာ Jet Fighter တစ်စီးလည်းသုံးမရအောင်ပျက်စီးသွားခဲ့ပြီးနောက်ထပ် Jet Fighter တစ်စီးလည်းခေါင်းပိုင်ထိခိုက်ပျက်စီးခဲ့ကာ Y12 Military Transport Aircraft တစ်စီးလည်းထိခိုက်ပျက်စီးခဲ့ရလို့သိရပါတယ်။လားတို့အဆောင်၄လုံးလက်လက်ခရမ်းတိုက်တစ်လုံးလေရင်ပြပြင်အပိုပျက်စီးဂိုဒေါင်တို့မီးလောင်ပျက်စီးခဲ့ပြီးလေတဲ့အရာရှိ၃ဦးနဲ့အခြား 18ဦးလည်းပျောက်ဆုံးနေတယ်လို့သိရပါဗျ။အဲဒီတကမှုကို Mountain Knife Civilian Defense Force MKCD ရဲ့အဖွဲ့နဲ့ Major Revolution Force MRF တို့ဟာ Brave Warrior for Myanmar BWN အဖွဲ့ရဲ့စီမံမှုနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း MKCDF ကတောင်းဝန်ရှိသူတို့ကပြောပြပါဗျ။အကြက်ပဲစစ်တပ်ဟာအဲ့လိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာအေလာလေးစိတ်ဤကကျေးရွာ900ကိုတနက်နဲ့ပြစ်ပေါက်ကဝင်ရောက်စီးနှင်းပြီးပြည်သူ12ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့လည်းသိရပါဗျ။ ရှမ်းပြည်နယ်တရင်တဘောကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မိုးမေမြို့နယ်နဲ့နောင်ချိုမြို့နယ်တို့မှာအကြက်ဖက်စစ်တပ်ကစစ်ကူဖြစ်တင်းပြီး ထိုးစစ်စင်တက်ခိုက်တာကြောင့်တိုက်ပွဲဖြစ်ပွားရာမှာလက်နက်ဆက်လက်နဲ့ခရဲတွေကိုသိမ်းဆည်းရရှိခဲ့လို့ TNL ကပြောပါရယ်။ဂျွိုင်းလာ16ရက်နေ့မှာမိုးမိတ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့စကကာ27ခလရ286တပ်ဖွဲ့ဝင်တွေဟာထိုးစစ်စင်တက်ခိုက်လာတာကြောင့်တောင်ကဲရွာအနီးတဝိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါရယ်။တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်စီကနေလက်နက်ဆက်တလဲစစ်စစ် MM တလဲခရဲတွေနဲ့စစ်အသုံးဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့ပြီးတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြမ်းဖက်စစ်တပ်က drone နဲ့၃ချိန် င်လာရောက်တိုက်ခတ်ခဲ့လို့ TNL ကထုတ်ပြန်ထားပါဗါရယ်အလားတူနောင်ချုံမြို့နယ်ကန့်ကြီးရွာနယ်တရက်ကုန်းအနီးတစ်ဝိုက်မှာလည်းမနေ့ကမနေ့ပိုင်းကထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်းတမတော် DNL တို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗျ။ဒါအပြင် နောင်ချိုမြို့နယ်ပံပွေးရွာနဲ့ရေဝင်ရွာမှာတက်ဆွဲထားတယ်။အကြက်ဖက်စစ်ကောင်စီတပ်ကတဲခေါ်ရွာအနီး PSL DNL တက်စကန်ကို drone နဲ့နှစ်ကြိမ်လက်လက်ကြီးနဲ့သုံးကြိမ်လာရောက်ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါဗျ။မိုးကုတ်မြို့နယ်မှာလည်းအကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့မိုးကုတ်ပြူဟာကုန်းကနေတစဉ်ရေရက်ကွက်နဲ့ပန်းမရွာကိုလက်လက်ကြီးနဲ့စုစုပေါင်း6ကြိမ်ပြစ်ခတ်တက်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်လက် က်ကြီးကြီးကြောင့်အရက်သားပြည်သူနှုတ်ဟာသေဆုံးသွားခဲ့ရတာ၄ဦးအထိကတည်းကရရှိခဲ့လို့လည်းသိရပါရရှင်။ မန္တလေးရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမတရားမျိုးနယ်ကအကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့ Alpha B လက်မြေစစ်ရုံတက်စကန်နဲ့တောင်တန်းကားတက်စကန်တို့ကိုမန္တလေး PDF ကထပ်မံတိုက်ခိုက်သိမ်းပလိုက်ပြီးစစ်သားမသားအလောင်းနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရရှိခဲ့လို့မန္တလေး PDF ကထုတ်ပြန်ထားပါရစေ။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာမတရားမျိုးနယ်က Alpha B လက်မြေစစ်ရုံတက်စကန်နဲ့တောင်တန်းကားတက်စကန်တို့ကိုအပြစ်သက်သိမ်းပရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့မတရားမျိုးအတွင်းတက်စကန်စုစုပေါင်း28ခုတွင်တိမ့်ပတ်ရရှိခဲ့ပြီဖြစ်တယ်လို့လည်းသိရပါဗျာ ဒါအပြင်မတရားမျိုးနယ်တွင်ကြောက်တရားတက်စကန်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအပြည့်အသက်သိမ်းပိုက်ရရှိဖို့လှုံ့ဆော်နေတယ်လို့လည်းသိရပါဗျ။မတရားစစ်စရေးတွင်မှာအကြက်ဘက်စစ်တပ်စီကနေလက်လက်ခရမ်းတွေတုံ့ပန်းတွေကိုထပ်မံသိမ်းဆည်းရရှိထားတယ်လို့လည်းသိရပါဗျ။အကြက်ဘက်စစ်ကောင်စီတပ်သားတွေကတော့ Alpha ဗီလက်မြေစက်ယုံတက်စကန်ကနေဆုတ်ခွာထွက်ပြေးသွားကြပြီမလဲ။စက်ယုံအဆောက်အုံတွေကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်းမန္တလေး PDF ကထုတ်ပြန်ထားပါဗျ။ တစ်ဆက်တည်းမှာပဲမန္တလေးတိုင်းစင်ကူးမြို့ကိုအကြက်ဖက်စစ်တပ်ကလေကြောင်းကနေဇက်တိုက်ပုံကျဲနေပြီးပြည်သူတွေဘက်ကထိခိုက်သေဆုံးမှုရှိနေတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ဇွန်လ16ရက်နေ့မှာစင်ကူးမြို့ရက်ွက်တစ်ကကံကြီးကျောင်းဘက်ကိုအကြက်ဖက်စစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပြီးနေအများအပြားပျက်စီးက ပြည်သူတွေထိခိုက်သေဆုံးမှုရှိခဲ့လို့လည်းသိရပါဗျ။လက်ရှိအချိန်ဒီအကြမ်းဖက်စစ်တပ်လေးနေဇက်တိုက်ပြန်ဝဲနေခဲ့ပြီးနေအိမ်ပျက်စီးမှုအရေအတွက်နဲ့ပြည်သူတွေထိခိုက်သေဆုံးမှုအရေအတွက်ကိုအတိမပြုတ်နိုင်သေးဘူးလို့လည်းဒေသနေပြည်သူတွေကပြောပါရရှင်။ ရှမ်းပြည်နယ်တိုင်းတဘောကိုကြည့်အောင်ပါရှမ်းပြည်နယ်လာရှိုးမြို့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကဒုတက်ခွဲမှုတူအပါဝင်တပ်သား32ဦးကိုအရှင်ဖမ်းဆီးမိပြီးဒဏ်ရာရှိသူတွေကိုစေကုသပေးနေလို့ MND ကပြောပါတယ်ဂျွန်လ17ရက်နေ့မနေ့စင်နိုင်ခွဲလောက်မှာလာရှိုးမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကဒုတက်ခွဲမှုတူအပါဝင် တပ်သား32ဦးကို MND ကအရှင်ဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာဖမ်းဆီးရမိတဲ့အကြမ်းဖက်တပ်သားတွေထဲကဒဏ်ရာရှိသူတွေကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေနဲ့စစ်ကူတမှုတွေလှုပ်ဆောင်ပေးနေတယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့တဲ့ဘုတ်ကတော့စေးရအောင်မြင်မှုအနေနဲ့စစ်တပ်စခန်းတွေမြို့တွေကိုတိုက်ခတ်သိမ့်ပိုက်ရမှာတိုင်းနိုင်ငံရုံနဲ့ပြည်မြမှုမရှိဘဲ ထိန်းထားနိုင်ဖို့လည်းလိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီယာယီသမရဒူဝါလက်ရှိလာကပြောပါရယ်ယွမ်လာ16ရက်နေ့ကကျင်းပခဲ့တဲ့အမျိုးသားညီညွတ်ရေးဆိုရရဲ့အစည်းအဝေးမှာယာယီသမရဒူဝါလက်ရှိလာကအခုလိုထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါရယ်စကမ်းတွေမြို့တွေကိုတင်ပြီးရင်ထိန်းနိုင်ဖို့လိုရယ်ဆိုတာကိုမမေ့မလျော့ကြဖို့လိုအပ်ပြီးအထူးသဖြင့်လွတ်မြောက်ဒေသတွေ လွတ်မြောက်ဧရိယာတွေဆိုတာဟာစေရေးအခြေခံဒေတာကိုပြ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 ခရင်မှာတိဆောင်ပြီးမှသာပေါ်ပေါက်လာတာဖြစ်တယ်လို့လဲဆိုပါရယ်။ဒါကြောင့်စေရေးရအမျှော်မြင်ရှိမှုနဲ့နိုင်ငံရေးရကြိုတင်ပြင်ဆင်မှုတွေဟာ ခုခံတော်လှန်စစ်မှာအင်မတန်အရေးကြီးတယ်လို့ယူဆကြောင်းအန်ယူဂျီယာယီသမရဒူဝါလက်ရှိလာကပြောပါရတယ်။တိုင်းရင်သားတော်လှန်ရေးမဟာမိတ်အဖွဲ့ကြီးတွေလက်တွဲခေါ်ဆောင်မှုနဲ့လက်လက်ကင်တော်လှန်ရေးအတွေ့အကြုံကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကကောင်းစွာသင်ယူလေ့လာနိုင်ခဲ့တယ်လို့လည်းဆိုထားပါရတယ်။အဲဒီလိုလေ့လာသင်ယူမှုတွေက တစ်တုံညာနှစ်ခုဆစ်စရဲ့ဒုတိယလှိုင်းမှာဆိုရင်မန္တလေးပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ပါဝင်လှုပ်ရှားမှုတွေဟာနိုင်ငံရေးအရာစစ်ရေးအရာပါအောင်မြင်နေတာကိုတွေ့ရှိရတယ်လို့လည်းသမရကပြောပါရယ်အဲဒီအောင်မြင်မှုအတွက်မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ကိုလှိုက်လဲစွာကျေးဇူးတင်ရှိတယ်လို့လည်းယာရီသမရဒူဝါလက်ရှိလာကပြောပါရယ်ရှင်ဟုတ်ကဲ့ပါရှင်။၎င်းတို့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။